ဒီမိုကရက်တစ်မြမသံ TVB ရဲ့အော်တိုဘာ24ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့မြမစစ်တပ်ရဲ့ဓာတုလက်နက်အုံပြုမှုစောင့်ကြည့်အရေးယူဖို့မြမသံအမတ်ကြီးကတောင်းဆိုလိုက်တဲ့သတင်း၊ရွှေကုတ်ကိုကြားပြန့်ကောင်းဆောင်ရှီကြည့်ကြံကိုထိုင်းကတရုတ်နိုင်ငံကိုလွှဲပေးဖို့ပြင်နေတဲ့သတင်းနဲ့ဖားခန့်မြေသားပုံပြိုကျပြီးရေမစေးကြောက်သမားနှစ်ယောက်တေဆုံးသွားတဲ့သတင်းတွေနားဆင်ကြရမှာပါ။ မြန်မာနိုင်ငံမှာဓာတုလက်နက်အသုံးပြုမှုအခြေအနေကိုစောင့်ကြည့်ဖို့နဲ့စစ်အုပ်စုပေါ်ကြိုတင်ကာကွယ်ရေးအစီအမံတွေချမှတ်ဖို့အရေးတကြီးလိုအပ်နေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာဝန်ကြီးဦးကျော်မိုးထွန်းကပြောပါရတယ်။အော်တိုဘာ22ရက်ကကုလသမဂ္ဂမှာကျင်းပတဲ့အဖြတ်စွမ်းအပြင်းလက်နက်များဆိုင်ရာဆွေးနွေးမှုအစီအစဉ်မှာမြန်မာတာဝန်ကြီးကအခုလိုပြောကြားလိုက်တာပါ။မြန်မာနိုင်ငံမှာဆက်အနာသိမ်းပြီးနောက်ပိုင်းစစ်ဖက်အရက်ဖက်နှမျိုးသုံးစက်မှုဓာတုပစ္စည်းတွေကိုအလွဲသုံးစားပြုခဲ့တဲ့အကြောင်းစစ်အုပ်စုကစီစဉ်နေတဲ့အတူအယောင်ရုပ်ကောက်ပွဲဟာစစ်တပ်ကအရက်သားတွေပေါ်ဓာတုလက်နက်တွေအသုံးပြုတာ အပါအဝင်ရက်ဆက်ကြမ်းကြမ်းမှုများစွာအတွက်အပြစ်ပေးမခံရတဲ့အပြင်ဆက်လက်ကျူးလွန်နိုင်ရေးခွင့်ပြုချက်ကိုပေးမှာဖြစ်လို့ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုကန့်ကွက်ဖို့နိုင်ငံတကာအတိုင်ဝန်းကိုတာမတ်ကြီးကတိုက်တွန်းလိုက်ပါတယ်။ဆရာနာမသိမိကလေးကစစ်တပ်ကဓာတ်ပစ္စည်းတွေအသုံးပြုတယ်လို့တန်တရားဖြစ်ဖွယ်သတင်းတွေထွက်ပေါ်ခဲ့တယ်လို့ဆရာနာသိမိနောက်ပိုင်းတော်လိုင်းရင်အင်အားစုတွေထိန်းချုပ်ရာဒေသမှာပြင်းအမြင့်မျက်ရည်ရိုးပုံးတွေအပါအဝင်ဓာတ်ပစ္စည်းတွေကိုကျဲဖြန့်ခဲ့ပြီးနောက်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာနဲ့ပြုတ်အန်တာစတဲ့လက္ခဏာတွေခံစားခဲ့ရတဲ့မှတ်တမ်းတွေရှိတယ်လို့တာမတ်ကြီးကပြောပါတယ်။ဓာတ်လက်နဲ့အသုံးပြုတာ ကိုမြန်မာနိုင်ငံအနေနဲ့ပြင်းထန်စွာရှုတ်ချကြောင်းနဲ့အသုံးပြုခဲ့သူတွေကိုတာဝန်ခံမှုရှိစေဖို့ဆောင်ရွက်ရမယ်လို့တာမန်ကြီးကကတိပြုသွားပါတယ်။ ိုင်းနိုင်ငံဘန်ကောက်ကလောင်ပန်အကျဉ်းထောင်မှာအွန်လိုင်းလောင်းကစားမှုနဲ့အကျဉ်းကျခံနေရတဲ့ရွှေကုတ်ကိုမျိုးတစ်ထူထောင်သူအွန်လိုင်းလိမ်လည်မှုကြားဖြန့်အဓိကကောင်းဆောင်တယောက်ဖြစ်တဲ့ရှီကြည်ကျန်းကိုတရုတ်အာဏာပိုင်တွေလက်ထဲလွှဲပြောင်းပေးဖို့ပြင်ဆင်နေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါရတယ်။တရုတ်နိုင်ငံကအလိုရှိနေတဲ့ဝရမ်းပြေးကြားဖြန့်တရေကြီးရှီကြည်ကျန်းဟာထိုင်းမှာအကျဉ်းကျနေတာဖြစ်ပြီးပြန်လည်လွှဲပြောင်းပေးဖို့တရုတ်အစိုးရကပြီးခဲ့တဲ့2023ခုနှစ်မေလ25ရက်ကတောင်းဆိုခဲ့တာပါ။အဲဒီကိစ္စနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက2008ခုနှစ်ရာဇဝတ်သားများလွှဲပြောင်းပေးအပ်ရေးဥပဒေအရာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆန့်ကျင်မှုမရှိကြောင်းသက်ဆိုင်ရာအကျဉ်းဦးစီးဌာနသို့လွှဲပြောင်းပေးအပ်ရေးလုပ်ငန်းစဉ်ကိုဆက်လက်ဆောင်ရွက်နိုင်ကြောင်းပြီးခဲ့တဲ့အောက်တိုဘာ22ရက်မှာစီရင်ဆုံးဖြတ်ခဲ့တယ်လို့ထိုင်းကျဉ်းဦးစီးဌာနညွှန်ကြားမှုချုပ်ရဲမှူးကြီးဘရာဝုတ်ဝုံစီနင်းကသတင်းထောက်တွေကိုပြောပါရယ်။ဒါကြောင့်တာဝန်ရှိသူတွေအနေနဲ့သူ့ကိုရပ်ပေါင်း60အတွင်ပြန်လည်ပို့ဆောင်ဖို့စီစဉ်ခဲ့ပေမဲ့ရှီချီချန်ရဲ့ရှေ့နေတွေကသူ့ကိုတရုတ်ပြည်ပြန်မပို့ဖို့နိုင်ငံသားလုံခြုံရေးဆိုင်ရာလူခွင့်ရေးဆိုင်ရာဥပဒေပုံမှန်တွေဆွဲကင်ပြီးဗဟိုတရားရုံးချုပ်ကိုအယူခံဝင်ထားတာကြောင့်ဗဟိုတရားရုံးချုပ်ရဲ့စီရင်ဆုံးဖြတ်ချက်ကိုထ ထမှန်ဆောင်ဆိုင်ရမယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ရှီကြည်ချန်ဟာတရုတ်ပြည်ရောက်သွားရင်တေးတန်းအဖြစ်ပေးခံရနိုင်တာဖြစ်ပါတယ်။ ဘီဘီနယ်များရီမျိုးနဲ့ KK Park ဝင်းတွေကကြားဖြတ်ငွေလိမ်ရာဇဝတ်ကိုင်းတွေကိုစစ်ကောင်စီတပ်ကဝင်စည်းမယ်လို့သတင်းရလို့ကြားဖြတ်လုံသားတွေထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးတိမ်းရှောင်လာကြတာမှာအော်တိုဝါ24ရက်မနက်ပိုင်းအထိ1669ယောက်ရှိသွားပြီဖြစ်ကြောင်း AEC အာဆီယံထိုင်းတဲ့မှာဖော်ပြပါရယ်ထွက်ပြေးလာသူတွေမှာတရုတ်နိုင်ငံသားအများစုအပြင်ထိုင်းအိန္ဒိယနီပေါ်ကနေဒါဗီယက်နမ်သီရိလင်ကာအီသီယိုးပီးယားဘင်္ဂလားဒေ့ရှ်ဖိလစ်ပိုင်ပါကစ္စတန်စတဲ့နိုင်ငံတွေအပါအဝင်နိုင်ငံပေါင်း22နိုင်ငံကနိုင်ငံခြားသားတွေပါဝင်ပြီးဒီကနေ့ညအထိဆိုရင်2000ကျော်အထိရောက်လာ နိုင်တယ်လို့ထိုင်းတာဝန်ရှိသူတွေကပြောတဲ့အကြောင်းသတင်းမှာပေါ်ပြပါဗျ။ထွေပြေးတန်းဆောင်လာသူတွေကနှစ်နိုင်ငံချစ်ကြည်ရေးအမတ်တတရားဘက်ကနေဝင်ရောက်လာသူတွေရှိသလိုရေလန်းကနေတရားမဝင်ဝင်လာသူတွေလည်းရှိပါတယ်။မြောက်ရီမြို့ပေါ်မှာလည်းထွေပြေးလာတဲ့ကြားဖြတ်လုပ်သားနိုင်ငံခြားသားတွေအများအပြားတွေ့ရတယ်လို့မြို့ကနေစီကသိရပါဗျ။ KK Park မှာလည်းပောက်ကွဲတံတွေထွက်ပေါ်လာပြီးကြားဖြတ်ဆိုင်ရာတပ်တွေအထောက်အထားတွေဖျောက်ဖျက်ဖို့နေကြောင်းတက်ကတမင်ပေါက်ခွဲပစ်တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါဗျ။မြန်မာနိုင်ငံဟာကြားဖြတ်အွန်လိုင်းလိမ်လည်မှုကိုထိထိရောက်ရောက်နှိမ်နင်းနေကြောင်းတရုတ်နိုင်ငံနဲ့တကွာလာမယ့်အောက်တိုဘာ26 2028မှ28ရက်အထိမလေးရှားနိုင်ငံမှာပြုလုပ်မဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာတင်ပြနိုင်ဖို့အတွက်အခုလိုအချိန်မီဖမ်းဆီးနှိမ်နှင်းပြနေတာလို့လည်းလေလာသူတွေကသုံးသပ်ကြောင်းသတင်းမှာဖော်ပြပါဗျာ။ တချင်းပြည်နယ်ဖားကန်းမြို့နယ်နမ်းမော်ရွာကပအုပ်ကုမ္ပဏီရဲ့ကြောက်စိမ်းလုကွက်ဟောင်းမှာအော်တိုဘား23ရက်ကရေသာပုံပြိုကျပြီးရေမစေးကြောက်သမား၂ယောက်သေဆုံးပြီး၁ယောက်ထိခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မနေ့ညနေ၄နာရီလောက်ကရေသာပုံပေါ်မှာရေမစေးသမားတွေကြောက်ရှာပွေနေချိန်ရေသာပုံရုတ်တရက်ပြိုကျလာတဲ့အထက်မှာ၂ယောက်သေဆုံးခဲ့ပြီးအသက်၁၄နှစ်အရွယ်ကောင်လေး၁ယောက်လည်းထိခိုက်ခဲ့တယ်လို့ရေမစေးသမား၁ယောက်ကပြောပါတယ်။သေဆုံးသွားတဲ့ရေမစေးသမား၂ယောက်ဟာဖားကန်းဒေသခံတွေမဟုတ်ပဲဝမ်းရည်အတွက်ရေမစေးကြောက်လာရှာတဲ့ရွှေပြောင်းလုပ်သားတွေလို့ဆိုပါတယ်။ ။တွင်းစီညညသောတမကများအဖွဲ့ချုပ် SDUM ရဲ့ဦးဆောင်သူဒေါ်မျိုးမျိုးအေးကိုအင်းစိန်ထောင်ကနေစစ်ကောင်စီကပြန်လွှတ်လိုက်ပေမဲ့တရားဆက်ပြီးရင်ဆိုင်နေရတယ်လို့အဲဒီဘွဲကထုတ်ပြန်ပါတယ်။ဒေါ်မျိုးမျိုးအေးအနေနဲ့မူလဆွဲဆိုထားတဲ့အမှုတွေကိုပြန်လဲရုပ်သိမ်းတဲ့အမိန့်ကြောင့်အင်းစိန်အချင်းထောင်အချုပ်ခန်းကနေလွတ်မြောက်လာပေမဲ့အော်တိုဘာ23ရက်မှာရွှေပြည်သားမျိုးနယ်တရားရုံးတရားသူကြီးကယုံကြည်မတိုင်ခင် SDUM ခံဝင်အတွက်အာမခံပေးမဲ့သူ၂ယောက်နဲ့ငွေကျပ်သိန်း30ကိုယူလာဖို့နဲ့ပြက်ကွက်ရင်ထောင်ဒဏ်ချမှတ်မယ်လို့မှာကြားပြီးနောက်အော်တိုဘာ24ရက်မှာယုံကြည်ချင်းဆိုလိုက်တာလို့ထုတ်ပြန်ကြမှာပေါ်ပ ်ပြပါရယ်အဲ့ဒီယုံချင်းမှာ SDUN ဘက်ကအသင်းဖွဲ့မှတ်ပုံတင်အမှုအတော်အာမခံလျှောက်လဲချက်ကိုနှုတ်နဲ့ဒါမှမဟုတ်စာနဲ့တင်သွင်းมาဖြစ်ပြီးဒေါ်မျိုးမျိုးအေးရဲ့ခံဝင်မှုအပေါ်အမိန့်ချမှတ်မယ်လို့ဆိုပါရယ် SDUN ဦးဆောင်သူဒေါ်မျိုးမျိုးအေးဟာအလုံသမားအေးရဲ့လှုပ်ရှားသူတွေဖြစ်တဲ့ထောင်ဒဏ်ချခံထားရတဲ့ကိုတန်နှင်းအောင်မတ်သက်ထားဆွေတို့နဲ့အတူအော်တိုဘာ20ရက်မှာစစ်ကောင်စီအမိန့်နဲ့ဆွဲဆိုထားတဲ့အမှုတွေအလုံးကိုရုတ်သိမ်းလိုက်ပြီးလွတ်မြောက်လာတာဖြစ်ပါရယ်